ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကမန္တလေးမြို့အနီးမှာဗဟိုပြုလှုပ်ကပ်ခဲ့တဲ့ပြင်းအား Richter scale 9.8အဆင့်ရှိတဲ့ငလင်တန်းကြောင့်အထက်မြန်မာပြည်ရဲ့မြို့တော်မြမရင်ကျင်းမှုတွေစုဝေးရမြို့မှာလူတိကိုက်တေဆုံးမှုရှေးအောင်ရင်ကျင်းမှုနဲ့နေအိမ်တိုက်တာအဆောက်အုံထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ပေါ်ခဲ့ပါတယ်။ရာစုနှစ်တစ်ခုကျော်အတွင်းဒုတိယကမ္ဘာစစ်တမ်းမိမိတန်တို့တင့်ခဲ့မှုတဲ့မန္တလေးမြို့တော်ဟာငလင်တန်းကြောင့်မြို့ပြကြီးတစ်ခုနီးပါးအထိထိခိုက်ပျက်စီးသွားတယ်လို့ဒေသခံမျိုးသမီးတူကပြောပါရယ်။ န္တလေးမြို့ကစိန်ပင်းရဟာလည်းပြင်းထန်တဲ့မြေငလေးနဲ့အတူမိမိပါတင်းခဲ့ရတဲ့ဒေသဖြစ်ပါတယ်။ဘေဒုကာနှစ်ခုကိုတပြိုင်တည်းရင်ဆိုင်ခဲ့ရတဲ့စိန်ပင်းရမှာအနည်းဆုံးလူ9ယောက်သေဆုံးပြီးတော့နောက်ထပ်သေဆုံးသူရေအတွက်လည်းတိုးလာနိုင်တယ်လို့ဒေသခံတွေကပြောပါတယ်။အလင်းလှုပ်ပြီးတော့မိနစ်ပိုင်းအတွင်းပြင်းထန်တဲ့မိတောက်ကြီးတွေထွက်လာပြီးအင်ဂျီတထောင်နီးပါးရှိတဲ့စိန်ပင်းရပြာချခဲ့ရတယ်လို့ဒေသခံတွေကဆိုပါတယ်။ဒီလောင်ကတော့ကျွန်တော်တို့ဝင်လှုပ်တာနဲ့တိုက်တာအောက်ကဒီကြီးပွက်သွားပြီးတော့ တော့မအိနာတို့ဘာတို့ကလည်းဒီထဲမှာအဲ့လိုမျိုးပဲအောက်ဒီဂျန်ကိုလိုစိမ့်ပုံနဲ့အဲ့လိုမျိုးဘီခတော့အဲ့ဒီကနေဒီကနေတနည်းအားလောင်လိုက်ဟုံးလို့လောင်ဟိုဘက်တနည်းအားပါ꽌ပြီဆိုရင်အဲ့ရလည်းမီးတော့ပဲအဲ့လိုဖြတ်တာဆိုတော့လောင်လာတော့ဘာလို့ဒီတိုင်းရှော့တို့ဘာလို့ကြောင်းတာတနားကြီးချက်တော့အဲ့လောက်ဒီမှာတော့ကြောင်းနေမှာနင်းဘွာလောက်တနားကြီးကြောလောက်ကိုကြောင်းတော့ဘူးကြောင်းတော့ဘယ်နဲ့များလဲချက် ားတော့ဘူးလို့ရှိတယ်။အောက်မှာနောင်ထဲအားလေးညနေခင်းညခင်းလေးလိုက်ပြီးမီးညွန်လေးကိုပြန်လိုက်ချိုးတာရှိတယ်။မန္တလေးဟာဘာသာရေးအထင်ကရနေရာတွေနဲ့နာမည်ကျော်ပြီးဆက်အာနာသိမ်းပြီးတဲ့နောက်ပေါ်ပေါက်လာတဲ့စစ်ပွဲတွေကြောင့်အနေနဲ့ရရက်ကစစ်ဆောင်တွေခိုးလုံရနေရာလည်းဖြစ်နေတာကြောင့်အခက်ကြုံနေရပါတယ်။ စစ်ကောင်စီကလုံလောက်တဲ့အရေးပေါ်ဆောင်ရှောက်မှုတွေမပေးတာကြောင့်လဲမြို့ကန်တွေကကိုတူကိုထလုံနေကြရပါတယ်။အင်အားပြင်းကလေးတိုင်းကြောင့်တေဆုံးသူ1600ကျော်ရှိလာပြီးဒဏ်ရာသူ3000ကျော်ရှိလာကမန္တလေးတိုင်းမှာလူအသေးပြောက်အများဆုံးဖြစ်ခဲ့တယ်လို့စစ်ကောင်စီကောက်ယူထားတဲ့စီးရင်ရရလည်းသိရပါတယ်။ငလေးဘေးဒဏ်ကနေလွတ်မြောက်အောင်သူတို့မိသားစုစူးစမ်းခဲ့ရတဲ့အကြောင်းကိုစိန်ပယ်ရက်ကဒေသခံတယောက်ကအခုလိုပြောပြပါဗျာ။ ကလေးတွေတော့ပါအောင်မနေခဲ့ရဘူးကလေးသူကလေးလက်ဆွဲပြီးရတာပေါ့ကျောင်းနဲ့ဆုံးဆုံးမဆုံးမကြတဲ့နေရာလေးရတယ်ကျောင်းပါတာလေကိုမိသားစုကြီးတွေဆုံးမဆုံးပြန်ကြည့်ရတာအကျိုးလည်းမဆုံးနေသေးတယ်မဆုံးသေးဘူးဆက်ပြန်မရတော့လဲတင်းနေလို့ပြောနေရသေးဘူးလို့ပြောတာကိုမိသားစုမှမဟုတ်ဘူးနော်ရဲ့ဒီနေ့ကတော့လုံးဆယ်ခွင့်ရရင်တော့ရတဲ့အခွင့်အရေးနဲ့တူကြရတာပဲ။ဘာမှမဟုတ်ဘူးလူမင်းကလူမကြည့်ရပဲတကယ်လေ။လူချင်းလည်းမရတော့ဘူး။လူတွေဒီအပြင်ရောက်တာနဲ့တိုင်နဲ့ကြီးကအကုန်လုံးမကြည့်ဘူး။အကုန်လုံးဝိုက်ဝါးတယ်။အကုန်လုံးလာနေတယ်။